သုံးလပိုင်း28ရက်နေ့ကလှုပ်တဲ့ပြင်အား9.8ရှိတဲ့ငန်းလျင်မှာပြီးပြီးတော့ပကံဖရားထဲမှာရှိတဲ့ရှီအောင်ရုပ်ပွားတော့19စုအနက်တစုကပြိုပြက်ကြေမွသွားခဲ့တာပေါ့။နောက်ဇေဒီတော်ကတော့စုစုပေါင်း36စုရှိတဲ့ထဲကနေပြီးတော့12စုကလုံးဝထီတော်တွေမြေခပြီးတော့ပြိုကျပျက်စီးခဲ့ရတယ်။နောက်အမတန်မှအန္တရာယ်ရှိပြီးတော့ပြိုကျလွတ်လွတ်ဖြစ်နေတာက73စုရှိတယ်။နောက်ရှီအောင်တံခိုးဖြတ်လို့မရတဲ့ရှီအောင်တိမ်ကြီးကလည်းနိုင်ရနေအကုန်လုံးကွက်အပ်သွားတယ်ပြိုပြိုကျသွားတာပေါ့။ ။အဲဒီ14စုရှိရုပ်ဘောတော့14စုရဲ့ဂန္ဓာကူရီတိုက်တော်ကလည်းအဲအန်ဒီရှိအဆောက်အုံအဖြစ်တည်ရှိသွားတယ်ပေါ့။ဇီရီတော်တွေကမှထူးထူးခြားခြားကဟိုရှေ့ရှေ့တုန်းကလုတ်ခဲတဲ့မှန်စီရွှေကြဇီရီတော်တစုရှိတယ်။အဲဒီဇီရီတော်ကလည်းပြိုကျပျက်စီးသွားတယ်ပေါ့။ဒီຢာကတော့တန်ဖိုးဖြတ်လို့မရဘူးပေါ့။ကျွန်တော်တို့ဒီတလောက်ကဒီမှန်စီရွှေကြပညာရှင်တွေအင်မတန်မှရှားပါးသွားပြီလို့ကျွန်တော်ကသိထားတာပေါ့လေ။အဲဒီတော့ဒီຢာကတော့တန်ဖိုးဖြတ်လို့မရဘူး။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီထဲမှာရှေးအောင်မဟုတ်တဲ့နောက်ပိုင်းမှတီထောက်ကိုွယ်ပူဇော်ခဲ့တဲ့ ကျောက်စင်းသူညံတော်အကြီးအသေးစုစုပေါင်း71စုကခေါင်းတော်လေပင်တော်ကနေပြတ်ပြီးဥကောင်းတော်တွေပြတ်သွားခဲ့ရတာပေါ့။နောက်ဒီထဲမှာရှိတဲ့ဘုန်းကြီးကျောင်းကျောင်းမကြီးရဲ့ဖရာကန်းကြီးကလည်းပြိုကျပျက်စီးသွားခဲ့ရတယ်။နောက်ဓမာယုံအားလုံးအဆောက်အဦအားလုံးရဲ့မျက်နှာချက်စီအနေနဲ့ကုန်ကွာသွားတယ်။ကျိုးဆောက်ဦးတွေကအောက်ကျန်းကင်းနေအပ်ပြီးတော့အဲအန်ဒီရရှိတဲ့အဆောက်အုံတွေဖြစ်ကျန်ခဲ့ရတယ်ပေါ့။ဒီရက်ခုနှစ်ကတော့မတည်ဘူးပေါ့ပြန်လည်ပြင်ဆင်တဲ့ဒီ2012 2013မှာပြန်လည်ပြင်ဆင်တဲ့အခါမှာ အဲတီရှိတဲ့ဒီကအုတ်ချက်ရှင်းအောင်အုတ်ချက်ဒီမှာပါတယ်1290ခုနှစ်ကိုအဲမှတ်တမ်းမှတ်ရာအနေနဲ့ယူပြီးတော့1290အဲပြည့်နှစ်ကခမန်းတည်ထားတယ်ပြုပြင်တယ်လို့မှတ်တမ်းပြုစုထားပြီးတော့အဲ့ဒီမှာနိုင်ငံတော်သမ္မတဦးသိန်းစိန်တို့ကြီးမှုကြီးမှုပြီးတော့ရှေ့မှုမပြတ်ပြန်လဲပြုပြင်မွမ်းမံခဲ့တာပေါ့ဒီငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့အာဏာပိုင်ဘက်ကနေပြီးတော့အဲမြို့နယ်တူတေအုပ်ချုပ်ရေးဌာနအုပ်ချုပ်မှုကိုယ်တိုင်မြို့နယ်သံသနာရေးဦးစီးဌာနတို့ကတော့လာကြည့်သွားပြီးတော့ သူတို့ဒီဌာနကနေပြီးတော့မှမလုပ်မယ်ဆိုတာဆက်လက်ညွှန်ကြားမယ်လို့တော့ညွှန်ကြားချက်ပေးထားပါတယ်ဖရဲစီတီတော်တွေနဲ့ပတ်သက်ပြီးတော့ပြောရရင်တော့အခုချိန်ကြီးကိုရင်ထဲမကောင်းသေးဘူးဒီလောက်စီတီတော်တွေဖြစ်သွားတယ်ဒီလောက်ရှည်ရောင်းကြတဲ့စီတီတော်တွေဖြစ်သွားတဲ့ဥစ္စာရဲ့တန်ဖိုးကပြန်မရနိုင်တော့ဘူးပြန်တီလဲပုံစံတူပဲရမှာဒီရှိရှိရဲ့တန်ဖိုးတွေကျွန်တော်တို့ပြန်မရနိုင်တော့ဘူးအဲ့ဒီတော့ကဟိုလွန်စွာစိတ်မကောင်းဖြစ်ရတယ် ဒီတံမိုးတွေအင်မတန်မှဆုံးရှုံးနေတာသွားပြီပေါ့ပျက်စီးဆုံးရှုံးသွားပြီဒီငလျင်မာကလူတီပြောက်များတဲ့ area တွေအရန်များသွားတယ်အဲဖြစ်တဲ့ area အရန်ကျေပြန့်တဲ့အခါမှာအနာပိုင်းနေဘက်ကရောဝန်ကြီးဌာနတွေဘက်ကရောအဲအဲ့ဒါတွေဦးစားပေးနေရတယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်တို့ဒီဥစ္စာတော့အမြန်ဆုံးပြုပြင်လိမ့်မယ်လို့လည်းကျွန်တော်မျှော်မမျှော်မှန်းပါဘူး